အင်းဒမနန်တော့ယဝဒနာရိတ်တာတိဆောင်ပူရန်အတွက်သဒ္ဓါပြုပွင့်ဉဏ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပါဝလူတန်းပေးကြသောအလူရှင်များမှာဒေါ်ထေထေမိသားစု9000ကျပ်ဒေါ်မာမိသားစု1000ကျပ်ဒေါ်ခင်ခင်ကြီးမှကွယ်လွန်သွားရဖြစ်သောမိဘများအားရည်သူရည်မှန်း၍တကောတူဖြစ်သောမောင်တန်းထိုက်ခေါ်မောင်ပုအားရည်သူရည်မှန်း၍ဓမ္မနာရိတ်တာတိဆောက်ဖို့ရန်အတွက်3000ကျပ်ဖုံးပြီးအတွက်3000ကျပ် ။ဤဥဆိုရှင်စေနာရှင်ပေါင်းတို့သည်အကြောက်ဆက်ဖြစ်သောကဆူဘေးသို့အန္တရာယ်သို့ရောဂါသို့အမျိုးမျိုးကင်းစင်လွန့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းတို့ချုပ်ငြိရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။အဲ့တော့ဝိသုဒ္ဓိ9ပါးနဲ့ဉာဏ်နဲ့16ပါးကိုတွဲဆက်ပြီးတော့ပေးရမယ်ဆိုလို့ရှင်။အဲ့တော့ဝိသုဒ္ဓိနဲ့ဉာဏ်စင်ဟာဝိသုဒ္ဓိရဲ့ဘက်ကသွားရရင်လည်းနိဗ္ဗာန် ။ဉာဏ်တစ်ချောင်းပါဘက်ကသွားရင်လည်းနိဗ္ဗာန်ပါပဲ။ဒါကတော့လမ်းကြောင်းတွေကိုပြောတာ။အဲ့တော့ဝိသုဒ္ဓိဝိသုဒ္ဓိခုနပါးမှာလည်းဉာဏ်တစ်ချောင်းပါအပြည့်ဝပါပြီးသားလို့တည်းလို့မှတ်ရတယ်။အဲ့တော့ဝိသုဒ္ဓိဆိုတာထူးထူးခြားခြားကိုစင်ကြယ်တဲ့သဘောတရားကိုပြောတယ်။ဉာဏ်သင်ရတော့ကိုတက်ရမယ်လမ်းကြောင်းအစဉ်အတိုင်းဟာဒီလမ်းအတိုင်းရှိပါတယ်ဆိုတာကိုသိရတယ်။ဒါကိုပြောတာ။အဲ့တော့ဒီလမ်းကြောင်းတွေကိုမေးတယ်ဆိုတာအမှန်တမ်းကကောင်းမွန်တဲ့မေးခွန်းပါပဲ။ဘာဖြစ်လို့လဲလို့မေးရင် ဝိပဿနာရှုတဲ့ယောဂီတယောက်ဟာကိုသွားမဲ့လမ်းကြောင်းနဲ့ကိုလုံးနေတဲ့လောက်ရဟာဘာလဲလို့မသိဘဲနဲ့ထိုင်ဆိုတဲ့သဘောတရားလောက်နေနဲ့တော့နိဗ္ဗာန်ဆိုတာဖြစ်လာဖို့တော်တော်ဝေးသေးတယ်။သို့တော်နိဗ္ဗာန်ရောက်ကြောင်းတရားတွေရှိနေတာဖြစ်တဲ့အတွက်နိဗ္ဗာန်ဆိုတဲ့သဘောတရားနိဗ္ဗာန်ဆိုတဲ့အကြောင်းတရားတွေတော့သိခွင့်ကြားခွင့်နာခွင့်ရတာဟာအလွန်မတန်မှဒါကံကောင်းတယ်လို့ပြောရမယ်။ဒါပေမဲ့တရားထိုင်တဲ့နေရာမှာတော့ဝိသုဒ္ဓိရဲ့သဘောတရားတွေနားလည်ပြီးတော့တရားထိုင်ရမယ်။ တရားမှတ်ရဒါဆိုရင်တော့ပို့ပြီးတော့မှအရသာရှိတယ်ပို့ပြီးတော့မှလည်းရှေ့ရောက်တယ်ဒါကတော့အတိပေါ့ဒါကြောင့်မလို့ဉာဏ်နဲ့ပညာမှာအတိဖြုတ်ဆိုတာဝိသုဒ္ဓိဆိုတာအတိနဲ့တွားရမယ်လမ်းကြောင်းလဲပါတယ်လို့အကျင့်နဲ့တွားရမယ်လမ်းကြောင်းလဲပါတယ်ဆိုတော့ဝိသုဒ္ဓိခုနပါးမှာဒေနဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိကရဏဝိသုဒ္ဓိမက္ကမက္ကဉာဏ်နဲ့တသနာဝိသုဒ္ဓိပြီးတော့မှပရိပဒဉာဏ်နဲ့တသနာဝိသုဒ္ဓိပြီးတော့ဉာဏ်နဲ့တသနာဝိသုဒ္ဓိဆိုဝိသုဒ္ဓိဘက်ကခုနပါးရှိပြီးတော့မှဉာဏ်နဲ့16ပါးဘက်ကတွားရင် ပစ္စယပရိက္ခနာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်ပြီးတော့မှပြီးတော့မှတမသနဉာဏ်ဥရိယပိယဉာဏ်ပြီးတော့မှဘင်္ဂဉာဏ်ဘယဉာဏ်အာရိနဝဉာဏ်နိဗ္ဗိဏဉာဏ်မောဟစိတုကမြတဉာဏ်ပရိသင်္ခဉာဏ်သင်္ခါရုပ္ပခဉာဏ်အနုလောမဉာဏ်ကုတ္တရဝဉာဏ်မဉာဏ်ဖို့ဉာဏ်ပစ္စုခဏဉာဏ်ဆိုပြီးတော့ဒါကဉာဏ်တွေဘက်ကသွားတဲ့16ပါးဒါဆိုအဲ့ဒီ16ပါးနဲ့ဒီဘက်က9ပါးနဲ့ဟပ်ပြီးတော့ကြည့်ကြပါသို့ဆိုရင်တိဏဝိသုဒ္ဓိနဲ့စိတ်တဝိသုဒ္ဓိတိဉာဏ်16ပါးထဲမှာထည့်လို့မရသေးဘူး တိရစင်ကြယ်တာတိရဝိသုဒ္ဓိတိရစင်ကြယ်တာစိတ်ဓာဝိသုဒ္ဓိစိတ်စင်ကြယ်တယ်။ဒါတော့စိတ်ချရတဲ့အဆင့်မဟုတ်သေးဘူး။တိရစင်ကြယ်တဲ့စိတ်စင်ကြယ်တဲ့ဆိုတာမှားနိုင်သေးတဲ့အဆင့်ကြံသေးတယ်။ဘာလို့လဲလို့မင်းရင်ရှင်ဒေဝရတ္တဆိုတာတိရဝိသုဒ္ဓိစိတ်ဓာဝိသုဒ္ဓိပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပဲ။တိုးတော်ညာလည်းဖခင်ကိုပြင်မှလိုက်တဲ့အတွက်ကြောင့်ဒါဇန်ဒီအကုန်လုံးရှော့ပြီးတော့နောက်ဆုံးမှမြေမြူရတဲ့အဆင့်ရောက်တယ်။ဒါစိတ်ချရတဲ့အဆင့်မဟုတ်ဘူးလို့ပြောတာ။တိုးတော်အဲ့ဒီအဆင့်ဟာအခြေခံအဆင့်ပဲ။တိရဝိသုဒ္ဓိစိတ်ဓာဝိသုဒ္ဓိညာနဲ့၆ပါးလည်းမပါသေးဘူး။ ဒါဆိုရင်ဟုတ်ပြီမြေရှိုးမိုးပြန်နေတဲ့ပုံကိုယ်တွေဇန်လျှောသွားတဲ့အဆင့်တွေအများကြီးရှိတယ်အဲ့ဒီပုံကိုယ်တွေသီလလုံးနဲ့စိတ်တည်ကြည်တဲ့တို့တော့ဝိပဿနာဉာဏ်စင်တဲ့ကိုမပါသေးဘူးလို့ပြောတာအရိယာဖြစ်တဲ့လမ်းကြောင်းမဟုတ်တဲ့အတွက်လောကီနန်းနေဖြစ်တဲ့အတွက်ကြောင့်ပြတ်နိုင်သေးတယ်လို့ပြောကြတယ်ဒါဆိုဟုတ်ပြီအဲ့ဒီကနေဆက်လိုက်တော့ဒိဋ္ဌိဝိသုဒ္ဓိအယူမြင်စင်ကြယ်ရမယ်အယူမြင်မှန်ကန်ဒါဝိပဿနာသမားရဲ့ပထမဆုံးအချက်ပဲပြီးတော့မှကင်္ကာဝိကရဏဝိသုဒ္ဓိတန်တရားလုံးဝကင်းရမယ်နှစ်ချက်အဲ့ဒီနှစ်ချက်က ညာစင်ထဲမှာစပါလာတယ်။နာမရူပပရိစ္ဆေဒညာဒိဋ္ဌိဝိတုဒ္ဓိတဲ့တွဲတယ်။ပြီးတော့မှပစ္စယပရိက္ခညာကင်္ခဝိကရဏနဲ့တွဲလိုက်တယ်။ဒါဆိုရင်ဝိတုဒ္ဓိ2ပါး3နဲ့4တိဒီဘက်ကနာမရူပနဲ့ပစ္စယပရိက္ခညာ2ခုနဲ့တွဲလိုက်တယ်။ညာစင်16ပါးမှာညာစင်2ပါးပြီးသွားတယ်။အဲ့ဒါပြီးတော့မှနောက်ထပ်ဆက်သွားတော့ပြီးတော့နာမရူပပရိစ္ဆေဒညာပစ္စယပရိက္ခညာပြီးတော့မှတမတနာညာ ဥရိယဘယညာအဲ့ဒီသမထနာညာနဲ့ဥရိယဘယညာတည်မက်ကမက်ကညာနာတသနာဝိတုဒ္ဓိမတ်တုဝင်တဲ့ဝိတုဒ္ဓိခန်းထဲမှာသူတို့ပါသွားတယ်အဲ့ဒီအဆင့်ကိုပဲတရုဏဝိပဿနာလို့ဒီလိုပြောသေးတယ်ညာအားနေသေးတယ်လို့ပြောတာပြောရင်တော့ပြည့်နိုင်သေးတယ်ဆိုတဲ့သဘောကိုရညွှန်းနေထင်တယ်ညာအားနေသေးတယ်အဲ့ဒီကနေပြီးတော့မက်ကမက်ကညာနာသဒနာဝိသုဒ္ဓိမတ်တုဝင်နေတယ်အဲ့ဒီမတ်တုကိုကြော်ပြီးတော့ မတုဆက်ချက်ရဲ့အပေါ်မှာတာယာချင်းပြမာချင်းမရှိဘဲနဲ့မတုကိုကြော်ပြီးတော့ဖြစ်ပျက်ကိုပဲအာယုံဆိုင်ပြီးတော့ရှုတာမလို့ဥဒယဘယညာရဲ့အထွတ်ထိပ်အရင်တော့ဥဒယဘယညာမဟုတ်တော့ဘူးခုဥဒယဘယညာကအထွတ်ထိပ်အဆင့်မြင့်သွားတဲ့ဥဒယဘယညာဖြစ်သွားပြီအဲ့ဒီခါကျတော့ဥဒယဘယညာအနုဥဒယဘယညာအရင်အဲ့တော့သမထနာညာနဲ့ဥဒယဘယညာဒီမက္ကမက္ကညာနာသဒနာဝိတုဒ္ဓိတဲ့ကိုထည့်တယ်ပြီးတော့မှပြီးတော့ ဘင်္ဂညံဘယညံအာရိနဝညံနိဗ္ဗိနညံမောစိတုကမြတညံပရိသင်္ခာညံသင်္ခါရုပ္ပခာညံအနုလောမညံအဲ့ဒီညံကိုပฏิပဒာညာဏတဒနာဝိတုဒ္ဓိတဲကိုထည့်လိုက်တယ်ညာရှစ်ချက်ကိုပฏิပဒာညာဏတဒနာဝိတုဒ္ဓိတဲကိုထည့်လိုက်တယ်ကျင့်စဉ်လမ်းကြောင်းဖြောင့်သွားပြီးမှန်းသွားပြီးဆိုတဲ့သဘောကိုပြောတာဒါကြောင့်အဲ့ဒီညာရှစ်ချက်နဲ့အောက်ကညာလေးပေါင်းလိုက်တော့ဝိပဿနာညာကြီးဟာဖြောင့်တန်းပြီးတော့သွားတယ်ဆိုတဲ့သဘောကိုပြောတာ အဲ့ဒါပြီးတော့မှအနုလောမညံပြီးတော့မှဂုတတဘူညံကြတော့ဂုတတဘူညံကြတော့ပฏิပဒာညာနာသဒ္ဒနာလည်းမဟုတ်တော့ဘူးပြီးတော့ညာနာမက္ကမက္ကညာနာသဒ္ဒနာလည်းမဟုတ်ဘူးပฏิပဒာညာနာသဒ္ဒနာဝိတုဒ္ဓိလည်းမဟုတ်တဲ့ပုရုဇဉ်နဲ့အရိယာရဲ့ဈာဟုဖြတ်ပြီးတော့ပေးလိုက်တဲ့အနွယ်ဖြတ်တဲ့ညံပုရုဇဉ်အနွယ်ဖြတ်အရိယာကိုကုပေးတဲ့ညံပဲအဲ့ဒါကိုဂုတတဘူညံလို့ပြောတယ်ပြီးတော့မှမဲ့ညံဖို့ညံပစ္စကနာညံအဲ့ဒီခါကျတော့ ညာဏတတနာဝိသုဒ္ဓိတဲ့ကိုထည့်လိုက်တယ်။နိဗ္ဗာန်မြင်တဲ့ဉာဏ်လို့ပြောလိုက်တယ်။အဲ့ဒါကကြတော့နိဗ္ဗာန်ဘက်ကိုရောက်သွား။ဈာန်ထဲမှာအလုပ်လုပ်ရမှာကဝိပဿနာဉာဏ်10ပါးကနံပါတ်1ကြတယ်။ဒါကဝိသုဒ္ဓိ9ပါးနဲ့ဉာဏ်ဉာဏ်16ပါးနဲ့ဝိပန်လိုက်တယ်။ဒါဆိုဟုတ်ပြီ။ပရိညာ3ပါးနဲ့ဆက်ပြီးတော့ဝိပန်မှာအောင်ဆိုရင်နာမရူပပရိစ္ဆေဒဉာဏ်နဲ့နာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိခဉာဏ်တိညာတပရိညာအဆင့်ပဲရှိတယ်။ ဒါကြောင့်ယုတ်ကိုပိုင်ပိုင်နိုင်သည့်နာဟုပိုင်ပိုင်နိုင်သည့်ခန္ဓာအယတနာဓာတ်သစ္စာပရိစ္ဆေသောဥပ္ပတိရမယ်ဆိုတာကညာတပညာအတွက်သင်တာအဲ့ဒီလမ်းကြောင်းမပါရင် ရှေ့မှာဒိဋ္ဌိဝိတုဒ္ဓိမစင်ကြမှာဆိုလို့အဲ့ဒါပြီးတော့မှနောက်ထပ်ဘာဆက်လာလဲလို့မေးရင်တိရဏပရိညာကြတော့သမထနာဉဏ်ဥရိယဗျာဉဏ်နှစ်ခုအထဥရိယဗျာဉဏ်အရင်အရင်ရောအနုရောကို တိရဏပရိညာရှုရဉဏ်ဖြစ်သွားအဲ့ဒါကိုဒီဘက်ကဉဏ်ဝိတုဒ္ဓိဘက်ကပြောရင် မက္ခာမက္ခာညာနာဒသနာဝိတုဒ္ဓိမှာတိရဏပရိညာအဆင့်နဲ့သွားတယ်အဲ့ဒါပြီးတော့မှဟိုဘက်ကဘင်္ဂညာဘယညာအာရိနမညာနိဗ္ဗိဏညာမုံစိတုကမြတညာပရိသင်္ခညာသင်္ခါရုပ္ပခညာအနုလောမညာကုရတဘုညာမေညာဘုညာပိစ္ဆဝကနာညာအဆုံးကြတော့သူကပဟာနာပရိညာဖြတ်လိုက်တာဘာလို့ဖြတ်တာလဲလို့မင်းဝိပဿနာဉာဏ်ကနေဖြတ်ပြီးတော့မေညာဝင်သွားတယ်ကိရိတာအလုံးကိုဖြတ်လိုက်တယ်ဒါဆိုရင်ဝိပဿနာဉာဏ်သည်ကိရိတာကိုအပြီးမဖြတ်သေးဘူးဖားနေတယ်ပားနေတယ်လို့ပြောတာ မဲ့ဉဏ်ကြတော့ကိရိတာကိုအပြည့်ဖြတ်တယ်။ဒါကြောင့်ဝိပဿနာဉဏ်သည်ဖြစ်ပျက်ကိုမြင်နေတယ်၊ရိုးရိုးမြင်တယ်၊မောအောင်မြင်တယ်၊ဆုံးပြီဆိုတဲ့ကြတော့ဝိပဿနာဉဏ်မဟုတ်တော့ဘဲနဲ့မဲ့ဉဏ်ပြတ်သွားတယ်။ဒါကြောင့်မဲ့ဉဏ်၊ဖို့ဉဏ်၊ကုတ္တရဘုဉဏ်၊ဉာဏတဒနာဝိတုဒ္ဓိတဲ့ကိုသွားတာ။ဒါကဗုဒ္ဓဘာသာဒီမှာတကယ်အဓိကသိရမယ်၊ကျင့်ရမယ်လမ်းကြောင်းအစစ်ပဲ။ဒီလမ်းကြောင်းမပါဘဲနဲ့ကျင့်တော့ကျင့်လို့ရတယ်။တရားရဖို့တော့ခက် ာဘလို့လဲလို့မေးရင်ဒီနေ့ခေတ်မှာဥက္ခာတိတင်ယူဝိပင်စီတင်ယူပုံကူများမရှိတော့တဲ့အတွက်ကြောင့်တရားထိုင်ရင်အာထုံရင်းနဲ့ဒီဉာဏ်လေးသိလာလိမ့်မယ်ဆိုတဲ့သဘောတရားမဖြစ်နိုင်အေးဖြစ်ကောင်းဖြစ်နေလေတသိမ်းမှာတယောက်တသန်းမှာတယောက်တော့ကံအားလျော်စွာဖြစ်ကောင်းဖြစ်နိုင်လေဒါကလျှော့ပြောတာတကယ်တော့ဥက္ခာတိတင်ယူဝိပင်စီတင်ယူပုံကူတရားဖျားနဲ့ဖျားပြိဋိဘံပြုတ်ပြရတဲ့နောက်ထပ်မပေါ်တော့ဒါဆိုရင် ဒီနေ့ယောဂီများတရားအားထုတ်တဲ့ယောဂီများကဝိသုဒ္ဓိ9ပါးမပါလို့မရဘူး။သီလဝိသုဒ္ဓိစင်ကြယ်နေရတယ်။ဒေဒီဝိသုဒ္ဓိအယူမြင်စင်ကြယ်ရတယ်။သီလစင်ကြယ်ဖို့ကလွယ်ပါတယ်။သီလစင်ကြယ်ဖို့ကလွယ်တယ်။ထိရမယ်သီလ။ဒေဒီဝိသုဒ္ဓိကြတော့အယူအဆအားလုံးကမှန်ကန်နေရ။ရုပ်ပဲနာမည်ခန္ဓာအာယတနာပဲတစ္ဆာပဲဆိုတာပဝနနာသိရ။အဲ့ဒီနောက်ထိအောင်အများကြီးမသိရင်တော့မယုံနံဆိုတာပဝနနာသိနေရင်ဒါဒေဒီဝိသုဒ္ဓိစင်တာပဲ။ အယူအမြင်စင်ကြယ်တာပဲအဲ့ဒီစင်ကြယ်ပြီးတော့ရှုတဲ့ဝိပဿနာမှတည်အာကြီးတဲ့ဝိပဿနာဘသူသေးတာလဲလို့မင်းကင်ခာဝိကရဏဖြစ်လာတဲ့အပေါ်ရုပ်ရဲ့အပေါ်နာမ်ရဲ့အပေါ်မှာဘာကြောင့်လဲဆိုတဲ့တန်တရားဝိသေကိတကင်ခာဝိကရဏမရှိတော့တာကင်ခာဝိကရဏရှင်းသွားတယ်ကင်ခာဝိကရဏရှိနေသေးရင်ဘာကြောင့်ဖြစ်တာလဲဒီရုပ်ကဘာကြောင့်ဖြစ်တာလဲဒီနံကဆိုတဲ့အတွေးရှိနေသေးတဲ့အတွက်ကြောင့်နိဗ္ဗာန်ဝေးနေသေးတယ် နိဗ္ဗာန်ဒီဝိသုဒ္ဓိတွေအကုန်လုံးဆင်ကြယ်မှနိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းကိုတွေ့တာဒါကြောင့်ဝိပဿနာဉာဏ်10ပါးနဲ့သွားတာဒါကြောင့်ဝိသုဒ္ဓိ5ပါးလမ်းကသွားလေဒီဘက်ကရှိနေတဲ့ဉာဏ်စဉ်16ပါးအတူတူပါပဲဓမ္မစကြာမှာကြာတော့ဉာဏ်စဉ်3ပါးနဲ့ဟောတယ်ဒီမှာဉာဏ်16